တခါတုန်းကဝိတာခာเจ้าမကြီးသူ့အချစ်ဆုံးမြေမလေးတေတော့အလွန်ဝမ်းနဲ့ငိုကြွေးပြီးမြက်စွာဖះစီတွားလျှောက်တယ်အရှင်ဖះအလွန်လိမ်မာပြီးချစ်စရာကောင်းတဲ့တပည့်တော်မြေမလေးတေဆုံးသွားလို့အလွန်ဝမ်းနဲ့ပြီးနှမျောမိပါတယ်ဖះဒီအခါမှာမြက်စွာဖះကဝိတာခာကိုမြည်တယ်ချစ်သမီးဝိတာခာတင်းအလွန်ချစ်တဲ့မြေမလေးမျိုးတာဝတ္ထိတစ်မျိုးလုံးဖြစ်ပေးမယ်ဆိုရင်တင်ယူမလားအဲ့ဒီအခါဝိတာခာက ယူပမယ်ဖရာလို့ဖြေတယ်။ထိုအခါမြတ်စွာဘုရားကတာဝတိမြို့မှာတနေ့ကို လူပေါင်း၁၀နဲ့ချီတည်နေကြတာဆိုတော့ချစ်သမီးမငိုရတဲ့။နေ့ရလို့ရှိပါဦးမလားလို့မေးလိုက်တော့ဝိတာခာအเจ้าအမကြီးသဘောပေါက်သွားပြီ။မှန်လားပါဖရာတပည့်တော်နောက်ထပ်ချစ်စရာကောင်းတဲ့မြေမလေးများစွာအလိုမရှိ။တော့ပါဖရာလို့ဖြေလျှောက်ခဲ့ဘူးလေ။ချစ်ချင်းကြောင့်ဆင်းရဲရတယ်လို့မုန်းချင်းကြောင့်လည်းဆင်းရဲရတယ်။ တဦးတယောက်ပေါ်မချစ်မမုံပဲစစ်မှန်တဲ့မေတ္တာထားနိုင်ခြင်းကသာချမ်းသာအစစ်ဖြစ်တယ်